ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မနက်မှာဒီသတင်းထွက်သွားခဲ့တာပါပဲဒါ breaking news ဆိုတော့ကျွန်တော်မတက်တော့ဘူးဒါပေမဲ့ဒီနေရာမှာခင်ဗျားတို့နည်းနည်းလေးလေးကျွန်တော် detail လေးလေးရှင်းပြကြလို့ဒါဒီသတင်းလေးကိုကျွန်တော်နောက်ရောက်သွားတော့ကြားထဲမှာလည်းသတင်းတွေအများကြီးရောပြောစင်တာတွေအများကြီးရောရှိတော့ကြောင့်ဒီသတင်းကိုနောက်ဆုံးလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့တီးကြရတဲ့မဲ့လက်ရှိမှာဒါ Chelsea အသင်းနေနဲ့ La Mane နေရာဒီမှာ Jadon Sancho ကိုမခေါ်ချင်တော့တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ Jadon Sancho ရဲ့ဒါ Jadon Sancho ရဲ့ဒါစာချုပ်ကိုဒါ ဖြတ်ပြီးတော့မှလာမယ့်နေရာဒီမှာ United နဲ့ရှိထားတဲ့စာချုပ်ကိုဖြတ်သွားပြီးတော့သူတို့အနေနဲ့ Jadon Sancho ကို United အသင်းစီပြန်လွှတ်ဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုထွက်လာခဲ့တယ်။ Okay ဒီနေရာမှာလူတော်တော်များကစိတ်ဝင်စားတာကဟာအဲ့လိုလုံးလို့ရလားဆိုတဲ့မေးခွန်းပဲ။အဲ့တော့စာတစ်စာတည်းရဲ့ detail တွေကိုမသိရပေမဲ့နောက်ဆုံးရကျွန်တော်သတင်းတွေကိုဖတ်ကြည့်လောက်ကတော့ Jadon Sancho Jadon Sancho ရဲ့စာချုပ်ထဲမှာ Chelsea အသင်းသားလက်ရှိမှာ Premier League မှာ assist 73နဲ့အထက်ကိုပြီးခဲ့မယ်။ဒါမှမဟုတ်ဒါကျွန်တော်တို့ Chelsea အသင်းအနေနဲ့ဒါကျွန်တော်တို့ minute ပေါ့နော်။သူတို့အနေနဲ့ minute တော့မပွဲနဲ့တော့တယ်ထင်တယ်ဒါ ယူရိုက်တက်ဘက်ကသတ်မှတ်ထားတဲ့ပွဲရည်တွက်တာဆန်ချူကချက်စီအင်ဂျင်နဲ့ဆော့ခဲ့မယ်ဆိုရင်တော့ဒါချက်စီအနေနဲ့ဒီကစားသမားကိုမဖြစ်မနေဝဲကိုဝဲရမယ်ဆိုတဲ့ဒါကျွန်တော်တို့ clause တစ်ခုဒါထည့်သွင်းထားခဲ့တယ်လို့ကြားသိရတယ်။အဲ့တော့ပြောချင်တာအခုလက်ရှိသဘောအရဆိုချက်စီအသင်းနဲ့လက်ရှိမှာအဆင့်73အောင်ကျဖို့လည်းလုံးဝအစီအစဉ်မရှိတော့ဘူး။ဒါအပြင်ကျွန်တော်တို့ကချက်စီအသင်းနဲ့အင်ဂျင်နဲ့တူတာဆန်ချူလည်းမိနစ်တွေပြည့်သွားပြီလို့ဆိုလို့ရမယ်တမှပါတယ်။အဲ့တော့ဒါဆိုရင်တော့ဆန်ချူကိုဒါချက်စီအသင်းနဲ့ဝဲကိုဝဲရတော့မယ်ဆိုတဲ့ပုံစံမျိုးအနေထားရောက်သွားခဲ့ပြီ။ဒါပေမဲ့ လက်ရှိမှာ Chelsea တို့ Topoli တို့အိုဆိုနေနဲ့ Sancho ကိုမဝယ်ခြင်းဘူးဆိုတဲ့ပုံစံမျိုးစတင်ပြီးဖြစ်ပေါ်လာခဲ့တယ်။တရားလောက်ကလက်ရှိမှာ Sancho နေနဲ့ဒါ Chelsea ရဲ့တောင်မှမနေရာတနေရာရဘလို့မှအဆင်မပြေတဲ့ကစားသမားတစ်ယောက်ဆိုတာ Chelsea ပိုင်ရှင်နေနဲ့တော်တော်လေးကိုသဘောကျဘူးတော်တော်လေးကိုဒါတိလာသဘောကျအောင်ဖြစ်ကုန်တော်တော်လေးကိုတိလာပုံရရတယ်မှာပါတယ်။ Mr. Freedom ကြီးပေါ့နော်။အဲ့တော့ Mr. Freedom ကြီးနေနဲ့အခုလက်ရှိမှာဒါဘလို့လို့ဘာတွေဖြစ်မလဲ။အဲ့တော့ ရှင်းပါတယ်လက်ရှိမှာဒါကျွန်တော်တို့ဒီအာကိုရောနားလည်အောင်ခင်ဗျားနံပါတ်လေးနည်းနည်းပြောပြလို့တယ်ဂျင်းနီဆန်ဂျိုနေနဲ့အခုလက်ရှိလုခလာစာအနေနဲ့တပတ်လုခဒါ3သိန်းရတဲ့ထဲမှာပါပါတယ်တပတ်လုခ3သိန်းမှာဒါကျွန်တော်တို့ Manchester United အသင်းကနေပြီးတော့ကျွန်တော်လုခလာစာကို80ဟုတ်ဆို30ရာခိုင်နှုန်းပေးချေနေရတယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့ကျွန်တော်5ဆိုတာပေါ့3သိန်းမှာဒါကျွန်တော်တို့30ရာခိုင်နှုန်းဆိုတော့ဒါကျွန်တော်တို့ဘယ်လောက်ရှိမလဲကျွန်တော်တို့တစ်လကို ်တသိန်းလောက်နီးနီးမန်ချက်စတာယူနိုက်တက်အသင်းကပေးနေရတယ်လို့ပြောလို့ရတယ်မှာပါတယ်တလောက်တသိန်းဆိုတော့တပတ်ကိုတသိန်းလောက်ပေးနေရတယ်မှာပါတယ်တပတ်ကိုတသိန်းဆိုတော့ယူနိုက်တက်အသင်းနေတာပြန်တွက်ကြည့်မယ်ဆိုရင်တလောက်ကို၄သိန်းနီးနီးပေးရတယ်တနစ်ကိုအာ1.2ပေါ့၄သိန်းဆိုတော့ကျွန်တော်တို့5 million လောက်နီးနီးကျွန်တော်တို့ဒါချင်းရင်ဆန်ချိုပေးရတယ်တယ်မှာပါအဲ့တော့ United အသင်းနဲ့ဆန်ချိုကိုအသက်တင်ဒါကျွန်တော်တနစ်ကို9သန်းလောက်ပေးရတယ်မှာပါတယ်ဒါပေမဲ့ကျွန်တော်တို့ဆန်ချိုကိုတော့အဓိကလောက်ခလက်စားပေးနေရကျွန်တော်တို့ဒါ Chelsea အသင်းလို့ပြောလို့ရတယ်မှာပါအဲ့တော့ ်ချယ်ဆီအသင်းအနေနဲ့အခုလက်ရှိမှာဘာကြောင့်မို့စာချုပ်ကိုအသေးအတန်ဖြတ်သိမ်းဖို့အတွက်စူးစမ်းနေရတာလဲ အဖေကတော့ရွှေရွှေလေးစန်ချိုရဲ့လောက်ခလာစာ၃သိန်းကိုချက်စီသိန်းနဲ့လုံးဝမပေးချင်လို့ဖြစ်ပါလေချက်စီသိန်းနဲ့စန်ချိုကိုအကယ်၍ခေါ်ရမယ်ဆိုရင် United ကိုဒါပြောင်းရွှေ့ချေ25သန်းနေမဟုတ်ဘဲနဲ့တို့အနေနဲ့ဒါစန်ချိုရဲ့လောက်ခလာစာကိုပေးရမှာဖြစ်တယ်အဲ့တော့စန်ချိုရဲ့လောက်ခလာစာတပတ်လောက်ခလက်ရှိမှာ၃သိန်းဖြစ်တယ်၃သိန်းဖြစ်ကြောင်ဒါစန်ချိုကိုဒါကျွန်တော်တို့ချက်စီသိန်းနဲ့စာချုပ်ချုပ်တယ်ဆိုရင်တော့တစ်နှစ်လောက်အနည်းဆုံးချိုးရမှာဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပြန်တွက်ကြည့်မယ်ဆိုရင်ဒါတစ်နှစ်မှာ92ပတ်ရှိတယ်စန်ချိုကိုဒါကျွန်တော်တိုတယ်အားဖြင့်ချက်စီသိန်းနဲ့15.6သန်းတိတိပေးရမယ်တဲ့မှာပါပါတယ် အဲ့ပြောချင်တာဆန်ချိုကိုဒါကျွန်တော်တို့ Chelsea ဘက်ကချုပ်မယ်ဆိုအနည်းဆုံး2နှစ်နဲ့3နှစ်ကြာချုပ်မှာတော့ကျွန်တော် Chelsea အသင်းနေနဲ့ဆန်ချိုအတွက်လောက်ခလာစားကြီးပေါ့ပေါင်တန်း90လောက်နီနီပေးရဖို့အနေထားမှာရှိတယ်အဲ့ချက်စီးတဲ့ဒါကိုလုံးဝမလုပ်တော့အဲ့တော့ပြောချင်တာကဒီညမှာစာချုပ်ဖြတ်မယ်တို့အနေနဲ့ရှင်းတယ်စာချုပ်ဖြတ်တယ်ဆိုရင်တော့စာချုပ်ဖြတ်ကြီးဆိုတာတည်တံ့နေမှာရှိပါတယ်အဲ့ United အသင်းနဲ့ဒီညကျွန်တော်တို့တို့အနေနဲ့ကြားတော့ကစာချုပ်ဖြတ်ကြီးကို Chelsea အသင်းနဲ့ပေါင်10တန်းပုံစံမျိုးပေးမယ်လို့ကြားသိရတယ်ဒါပေမဲ့ပြဿနာ United ပေါ်ရောက်လာပါပဲခုနကပေါ် United အသင်းနဲ့ခုလက်ရှိမှာ Sancho နဲ့က2026ထိ စာချုပ်တက်တန်းချီတဲ့ကြောင့်ခုနပြောတဲ့15.6တန်းကြီးက Chelsea အသင်းကစီပြီးတော့ Manchester United စီဝုန်းငနဲ့ရောက်လာဖြစ်တယ်အဲ့တော့ပြဿနာက Chelsea အသင်းစီကနေဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒီနေရာမှာလုံလို့ရတဲ့တစ်ချက်ရှိတယ် win win situation ပေါ့နော် okay Chelsea အသင်းကဒါခုနပြောလို့ပဲစာချုပ်ဖြတ်သိမ်းခြင်းစေတန်းပုံစံမျိုးကိုယူလိုက်စန်ချိုကိုအသင်းကိုပြန်ခေါ်ပြီးရင်စန်ချိုကိုအသင်းကိုပြန်ခေါ်ပြီးရင်ဒါတို့အနေနဲ့နောက်ထပ်အသင်းတစ်သင်းကိုပြန်ပြီးတော့အငှားချဒါမှမဟုတ်ရောင်းချဆိုတဲ့ပုံစံမျိုးကိုတို့အနေနဲ့လုပ်ရမယ်တဲ့မှာပါတယ်ပြဿနာက United အသင်းနဲ့နောက်ထပ် တနစ်အငှားချဖို့ဆိုရင်စန်ချိုအနေနဲ့ဒါကျွန်တော်တို့လာမယ့်နှစ်မှာလွတ်နဲ့ထွက်ခွာသွားမယ့်ပုံစံမျိုးတွေ့ရတော့ပြောချင်တာက United အသင်းအနေနဲ့ ဘလို့ပဲကြီးကြီးအနည်းနဲ့အများတော့ကြာဆန်ချိုအသင်းကိုပြင်ရောက်မယ်ဆိုရင်ရှုံးမှုများတယ်အဲ့တော့ Chelsea ဘက်ကဒီလိုစာရုပ်ဖြတ်သိမ်းခြင်းမဆိုရင်တော့ one time ပဲကုန်တော့မှာဖြစ်တယ်ပြောမှဒါကျွန်တော်ဥပမာဆို Okay ငါတို့နေနဲ့ဒီစာရုပ်ဖြတ်ငါတို့ဘက်ကဖြတ်သိမ်းတာဖြစ်တော့ကြောင့်မင်းကို10တန်းပေးမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော် United အသင်းမျိုးပေးလိုက်မယ်ပြီးရင်တော့ခုနက15.6တန်းဟိုဒါတစ်နှစ်တစ်နှစ်တက်တာပေါင်းပြီးတော့မှ Chelsea တင်းနဲ့10တန်းနဲ့ဇရာရှင်းလိုက်မယ်တို့ကြောင့်မလို့ဆန်ချိုကလည်းတို့လက်မှာမရှိတော့အဲ့တော့ United စီကိုဒီပြဿနာအကုန်လုံးပုံကြပါမယ်အဲ့တော့ United တင်းနဲ့ဒီနေရာမှာဆော့ရင်ဆော့တယ်လို့တော့မြတ်သွားနေတဲ့နေသားတစ်ခုရှိခုနကပြောလို့ပဲ10တန်းကို Chelsea တင်းစီကယူလိုက် ဆန်ချိုကိုခုနပေါ်သူပဲဒါကျွန်တော်ခုနပေါ်သူပဲအကယ်၍အပိသက်မထုတ်နိုင်ဘူးဆိုရင်တော့အငှားပုံစံမျိုးနဲ့ဒါကျွန်တော် percentage ဆော့လို့ရတဲ့ပုံစံမျိုးထုတ်လိုက်မယ်ဆိုမဆိုးဘူးဒါပေမဲ့ပြဿနာခုနပြောသလိုပဲ Chelsea အသင်းအနေနဲ့ also United အသင်းအနေနဲ့လုခလာစာကအယမ်းများလို့တော့ Sancho ကို call back club တွေနဲ့ဘယ်အသင်းကမှတရားရဂိုင်းတို့မပြီးတော့ကြောင့် United အသင်းနောက်ဆုံးပြခုနတတိပတ်ဆန်ပုံစံမျိုးထပ်ပြီးမယ်ဆိုရင်တော့မှတနစ်ကို9သန်းလောက် United ဘက်ကရှုံးနေနေထားမှရှိခုနပေါ် Chelsea ပေးတဲ့10သန်းက Sancho ရဲ့လာစာ9သန်းပြန်လို့9သန်းလောက်ပဲချန်မဲ့နေထားမှရှိတယ်အဲ့တော့ အဲ့တော့တော့မှလက်ရှိခုနပေါ်သူပေါင်2သိန်းလောက်ကိုချန်ချိုးအတွက်ပေးမဲ့ကလပ်ကရှိအောင်မှဒါပေမဲ့ Chelsea မှာလက်ရှိပြနေတဲ့ခြေစွမ်းဆိုပေါင်တပတ်လောက်က2သိန်းမပြောနဲ့3သိန်းတောင်ပေးမဲ့ကလပ်မရှိဘူးအဲ့တော့ပြဿနာက United ပေါ်အကုန်လုံးပုံကြလာအဲ့တော့ဒီစာချုပ်မှာအသက်ကဖြစ်တယ်အဲ့တော့ Chelsea အသစ်တွေနဲ့ဒီစာချုပ်ကိုဖြတ်သိမ်းလို့ရတယ်ဆိုတဲ့ loop ကိုတွေ့ပြီဆိုရင်တော့ United အသစ်တွေနဲ့ဆန်ချိုးရဲ့ပြဿနာကြီးရောအွန်လိုက်ကျင်းလိုက်အသင်းတက်ကိုပြေရောက်လာမယ်လို့မြင်နေတယ်မှာပါတယ်ခေါ့နော်အဲ့တော့ င်း Chelsea ကတော့ပြောမစဒီ loop တွေနဲ့ပတ်သက်ရင်တော့ဒါ loop hole တွေနဲ့ဒါကျွန်တော်တို့ပတ်လည်ပြီးရိုက်ပြီးဒါကျွန်တော်တို့စာချုပ်စာတွေထဲမှာဒါ show ကွက်တွေနဲ့ပတ်သက်ပြီးတွေ့ရမယ်ဆိုရင်တို့ရောအမြဲတမ်းဆရာကြီးလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့ ဒီနေရာမှာ United အသင်းနဲ့ Sancho ကသူတို့လက်ကလွတ်မြွတ်ဆိုပြီးပျော်နေတဲ့အနေအထားကနေပြီးတော့အခုလက်ရှိမှာသူတို့အနေနဲ့ဒါလောကလာစာကြီးတွေလည်းပြန်ပေးရမလားဘာညာလားဆိုတဲ့ပုံစံမျိုးကြီးရောက်လာမယ်တို့ကြောင့်မလို့ United ရဲ့လက်ရှိ management ကဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးကိုမပျော်ဘူးလို့ကြားသိရတယ်မှာပါတယ်။ Cola Hala တွေအရာ Chelsea အသင်းနဲ့ဒီစာချုပ်ကိုဖျက်ဖို့အတွက်လမ်းတွေးထားပြီးဆိုတဲ့သတင်းတွေထွက်လာခဲ့တယ်။ဒီစာချုပ်ကိုဖျက်ဖို့အတွက်ဆိုရင်လည်း United ကဒါ10တန်းလောက်ပဲပေးရမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ အဲ့တော့ဒီပြဿနာကလက်ရှိမှာ United ပေါ်ကျသွားမယ် United အသင်းကခုလက်ရှိမှာ Sancho ကိုတနစ်ထားမယ်ဆိုတော့ United အသင်းက15.6တန်း Sancho ရဲ့လုခလာစာဒီပဲပေးရမှာဖြစ်တယ်။ဒီနေ့မှာလူမှတ်မှာဟာ15.6တန်းဆိုတော့တကယ်တည်းပြန်အခွန်နေပါပြန်တော့ အခွန်နေပါရီနှုတ်တာအစိုးရအခွန်နှုတ်တာဆရာသမားတို့အခွန်ကအစိုးရနှုတ်တာအသင်းကအခွန်နှုတ်တာမဟုတ်ဘူးအစိုးရအခွန်နှုတ်တာအဲ့တော့ United ဘက်က15.6တန်း United ဘက်က United ပေးရတာပဲရှိတယ်အခွန်ကအဲ့ထက်ကနှုတ်သွားပြီအသင်းကစားသမားတိတလောက်က9တန်းခွဲလောက်ရတယ်ကျွန်တော်အစိုးရက9တန်းခွဲလောက်ရတယ်အဲ့လိုပုံစံမျိုးတွားတာဖြစ်တယ်ဒါကိုနားလည်ဘူးအသင်းကအခွန်နှုတ်တယ်ဆိုတာမရှိဘူးအစိုးရကအခွန်နှုတ်တာဖြစ်တယ်ဒါကြီးကိုနားလည်ဘူးလေအဲ့တော့ United အသင်းနဲ့ဒီကိစ္စကိုဘလို့ဖြေရှင်းမှတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ် Chelsea ကတော့လဲတယ်ဗျ Chelsea တို့က Chelsea ရဲ့လက်ရှိနောက်ပိုင်းဒါ CY နဲ့ပတ်သက်ရင်တော်တော်လေးကိုလဲတဲ့ club တခုလို့ပြောလို့ရတယ်မှာပါအဲ့တော့ ော့စိတ်ဝင်စားဖို့ကောင်းတာအင်းနီယောစအုပ်စုအနေနဲ့ဒီကိစ္စကိုဘလို့ဖြေရှင်းသွားမလဲဆိုတာကိုတော့ကျွန်တော်ကတော့တော်တော်ကြီးကိုစိတ်ဝင်စားမိတာတော့အမှန်ပါပဲဗျာအဲ့တော့ United တင်းနေတာဆန်ချိုကိုပြန်ခေါ်ပြီး15တန်းလောက်ဒါကျွန်တော်ပြန်တင်မလားဒါမှမဟုတ်တော့ဘယ်လို Chelsea နဲ့ပြန်ညှိပြီးတခုသွားအဲ့တော့ ်အဖြေကတော့ဒီနေရာမှာအကုန်လုံးအေးသွားနိုင်မယ့်အဖြေတစ်ခုရှိတယ်အဲ့ဒါကဘာလို့လဲဆိုတော့စန်ချိုအနေနဲ့လောက်ခလာစားကိုလုံးဝ short ယူပြီးဒီဘက်လောက်ကသိန်းခွဲလောက် short ယူလိုက်မယ်ဆိုတော့အကုန်လုံးအနေနဲ့စန်ချိုကိုပြန်ပြီးမှ United ပြန်ခေါ်မယ်ဆိုအငှားပြန်ချဖို့တော့လည်းလွယ်သွားမယ်ဘာညာလို့ရတယ်ပြောချင်တာစန်ချိုရဲ့လက်ရှိအခြေအနေက Pogba ပုံစံဖြစ်သွားတယ် United မှာမမှီလား Pogba ကဒါကျွန်တော်တို့အသင်းပြောင်းမှုတော့တောက်လျှောက်လုပ်နေတဲ့အချိန်မှာ Pogba ရဲ့လောက်ခလာစားသုံးသိန်းကျော်မလို့ဘူးမှမပြီးနဲ့နောက်ဆုံးတော့အစာရုပ်သက်သနာကုန်သွားတယ် Juventus ကို Juventus ခေါ်တဲ့အချိန်မှာဒါကျွန်တော် Pogba နဲ့ဒီဘက်လောက်ခလာစား2သိန်း3000 Euro 2သိန်း3000ရင်းဆိုင်ပေါင်း3သိန်း8000ကြီးဆင်းပေးလိုက်ရတယ်အဲ့တော့ ဆန်ချိုလည်းဒီလိုပုံစံမျိုးဖြစ်သွားဘူးတော့ကျွန်တော်တို့မြင်တယ်အဲ့တော့ပြောချင်တာကတော့ချယ်ဆီကတော့ရှင်တယ်ဆယ်တန်းလောက်နဲ့ဆန်ချိုကိစ္စကိုတခါတည်းရှင်ပြီသူတို့အနေနဲ့၅တန်းလောက်တက်တာလဲမနေဘူးဆိုတဲ့အကွက်မျိုးကိုသူတို့အနေနဲ့နင်းဖို့တော့ကြိုးစားနေတယ်လို့ပဲမြင်တယ်လို့ပြောရင်လည်းကျွန်တော်ကိုတော့ကုန်ပြီပါဗျဘလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုပေါအောင်ကိုညီလို့ရပါတယ်။ညီလိုက်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မှာအမြန်တမ်းဖြစ်ပါတယ်။အားလုံးမကြုံတမနဲ့ကောင်းမွန်သောနေနေဖြစ်ပါစို့ဆုမွန်ကောင်းတောင်းမိနေပဲကျွန်တော်တို့နောက်မှအစီအလိုကြတာပေါ့။ဒေးပါရော